အတ္တမာနဆိုရင်၃မျိုးတစောက်ကံအတ္တကြီးမာနကြီးတိုင်းမကောင်းတာတော့မဟုတ်ပါဘူးအတ္တနဲ့မာနဆိုတာက လူသားပိတ္တဇေတိုင်းနဲ့ရေသွေးဖြစ်ပါတယ်။ခေါင်းမခြင်းအဆွဲကြီးခြင်းအယူကြီးခြင်းတွေကပေါင်းသင်းဆက်ဆံရေးပါဂတိကောက်ဖြစ်เสียအမှုကျင့်တွေဆိုပေမဲ့လွဲချော်တိတ်မာတာမဖြစ်အောင်ထိန်းညှိပေးနိုင်တဲ့စိတ်ပိုင်းဆိုင်ရာအကျင့်ကောင်းတွေလည်းဖြစ်ပါတယ်။လူရာထက်ပိုရင်မကောင်းပါဘူး။ဒါပေမဲ့လူတလောက်ရှိအောင်မလုံနိုင်လည်းမဖြစ်ပြန်ပါဘူး။ အနာလိုစိတ်ဝန်ထူစိတ်အခဲမကြေစိတ်တွေက ရင်ထဲတနှုံနှုံနဲ့စိတ်ဒုက္ခပေးတတ်ပါတယ်။ဒါပေမဲ့မနာလိုစိတ်မဖြစ်ပဲပြန်ဆိုင်လိုစိတ်မရှိနိုင်ပါဘူး။စိတ်တူစိတ်မရှိပဲလိုချင်စိတ်မဖြစ်နိုင်ပါဘူး။အခဲမကြေစိတ်ချောက်တာမဖြစ်ဖြစ်အောင်လို့လိုစိတ်မျိုးမွေးနိုင်တာဖြစ်ပါတယ်။တစောက်ကန်းစိတ်နဲ့အတကြီးသူတွေကပေါင်းသင်းဆက်ဆံရခတ်ပါတယ်။အပေါက်လမ်းမတည့်တာမျိုးများနေတော့လက်တွေ့ဘဝလုပ်ငန်းဝင်လောကမှာဒီလိုလူတွေရှိနေခဲ့ရင်ဘာပဲလုပ်လို့ ခလုတ်ဆူးရောက်လိုမျိုးပိတ်ထားနေတယ်ဖြစ်တတ်ပါတယ်။ပြောရခက်ခက်ဆိုရခက်ခက်ညီမရနှိုင်းမရတိုင်းမရဖြစ်တတ်ပြီးအပြစ်မြင်စိတ်မကောင်းမြင်စိတ်ရစ်တင်စိတ်အမားထောက်စိတ်တွေကြောင့်ရေရှည်ပေါင်းသိမ့်မှုအတွက်အတွေ့အများစရာဖြစ်နိုင်ပါတယ်။အဆောက်ကံသမားတွေဟာသူတို့ကိုယ်သူတို့အဟုတ်ကြီးအမှန်ကြီးလူတက်ကြီးလိုမျိုးယုံကြည်မှုလွန်ကဲကောင်းလွန်ကဲနေတတ်ပါတယ်။လူကြားသူကြားထဲမှာထင်ပေါ်အောင်နေတတ်ထိုင်တတ်သူတွေဖြစ်ကောင်းဖြစ်နေတတ်ပါတယ်။ကိုမအပဘသူ့ကိုမ မချစ်နှစ်သက်တဲ့သူတွေပါတစောက်ကအတ္တဆွေတွေကဘလောက်ပဲမုန်းချင်စရာအမြင်ကက်စရာဖြစ်နေပါစေတာမန်လူတွေထက်ပိုပြီးစိတ်မလုံးလုံမှုများနေလို့သာသူထက်သာစိတ်မာနကြောင့်ခံစားချက်ပြင်းထန်ကြခြင်းဖြစ်ပါတယ်အများရဲ့အတိမတ်ပြုမှုဂယုဆိုင်မှုတွေကိုငယ်ဘဝတည်းကပြပြဝဝမရခဲ့လို့အတ္တဆွေဖြစ်နေကြတာပါဒီလူတွေနဲ့ပေါင်းသင်းဆက်ဆံရတော့မယ်ဆိုရင်သူရဲ့စိတ်မလုံးလုံမှုကိုနားလည်အောင်လုပ်ပါအလိုချင်ဆုံးဖြစ်မဲ့အတိအမှတ်ပြုမှု ဘယူဆိုင်မှုကိုသူများထပ်ပို့ပြီးပေးပါအမှုချင်းလိုက်စိတ်ခံစားချက်တွေကိုထပ်တူနားလည်ပေးပြီးအဲ့ဒီစိတ်မလုံခြုံမှုကိုအသုံးချပါတစောက်ကန်းတွေဟာသူတို့ကိုသူတို့ပြန်လည်နေရတဲ့သူတွေဖြစ်တာကြောင့်ဝုံဝေချင်းရှိမြင်တယ်လို့တစ်ဖက်သားရဲ့စိတ်မလုံခြုံမှုကိုသူများထပ်အလင်းမြင်တတ်သူတွေဖြစ်ပါတယ်ဒါကြောင့်လူကြားသူကြားမှာသူတို့ဟာနားထောင်ကောင်းသူအပြောအဟောကောင်းသူသိတတ်သူပေးဆက်သူခွင့်လွတ်သူကြီးအဖြစ်မျက်နှာပုံဆွထားတတ်ကြပါတယ် တစောက်ကန်းတွေရဲ့ပေါင်းသဆက်ဆက်ရေးပြုဝတ်ချက်ကနားထောင်ကောင်းပြီးနားလည်ပြခြင်းဖြစ်ပါတယ်။သူတို့ရဲ့ပေါင်းသဆက်ဆက်ရေးစွမ်းရည်ကိုတံပြန်ဆက်ဆက်မှုတစ်ခုတည်းသောနီလန်ကသူတို့ရဲ့စိတ်မလုံခြုံမှုကိုသိအောင်မြင်အောင်လုပ်ခြင်းဖြစ်ပါတယ်။သူတို့ထက်ပိုတဲ့အတိမတ်ပြုမှုဂယုတစိုက်ရှိမှုနားထောင်ပေးမှုဖွင့်လင်းမြတ်တာမှုတွေလုပ်ပေးလိုက်နိုင်ရင်သူတို့အားနည်းချက်ကိုချက်ကောင်းကင်တွင်နိုင်ပါပါ။တစောက်ကန်းအတဆွဲတွေကလူတွေရဲ့အားနည်းချက်ကိုမရရအောင်ရှာပြီးချက်ကောင်းကင်တဲ့သူတွေဖြစ်ပါတယ်။ အဲ့ဒါကြောင့်သူ့ဓာတ်နဲ့သူပြန်တက်တဲ့နည်းနဲ့တစောက်ကန်းတွေကိုပေါင်းတင်ဆက်ဆက်ပါပုံကြီးချက်လူတိုင်းတကူကောင်းဆန်ပါတယ်တကူကောင်းစိတ်ကလူပိတဆုံးသောစိတ်နေစိတ်ထားဖြစ်ပါတယ်တကူကောင်းဆန်မှုကိုလူတိုင်းယုံမွန်းဝဲမဲ့လူတိုင်းပြုမှုလေးရှိတဲ့အမူအကျင့်ကလည်းတကူကောင်းဆန်ရမယ်ဖြစ်ပါတယ်ငါအတွက်ငါဥစ္စာငါပိုင်ငါအနိုင်ငါဆွေးကြီးခြင်းကတကူကောင်းဆန်ခြင်းရဲ့အနိမအဆွဲဖြစ်ပါတယ်လူတိုင်းလိုလိုပြုမှုလေးရှိတဲ့ မူချင်းဖြစ်တာကြောင့်လဲတုံယုံတန်ယုံတတိမထားမိကြပါအတ္တမာနဆွေရကြပြန်တော့တူတူငံငါလိုတကူကောင်းမဆန်ပဲသူထက်သားလိုစိတ်ကြီးတာကြောင့်သူများထက်ပိုတဲ့ကိုချိုးရှေ့ရှုမှုတွေများပါတယ်အတ္တဆွေမာနဆွေဖြစ်ရခြင်းအကြောင်းကအတိမတ်ပြုခံရမှုဘီယူဆိုင်ခံရမှုတွေဖြစ်တာကြောင့်အတ္တမာနဆွေအများစုကသူများထက်ပိုပြီးပုံကြီးချက်ကတတ်ကြပါတယ်ဖြစ်တာကနည်းနည်းလုံပြတာကများများအလုံးရဲ့သတိထားမှုကိုမရရအောင်ဖန်တီးတတ်ပါတယ် လေးဥဆောင်ကောင်းသူတွေဖြစ်ပြီးခြေနေလိုက်ဒရမာမျိုးမျိုးခင်းကျင်းနိုင်သူတွေပါလူမှုချင်းဝတ်တွေကိုဂရုမစိုက်ပဲလူရာရဖို့ဘာမှမစိုးလို့ရသူတွေဖြစ်ပါတယ်အလုတ်ကိစ္စရဲ့တစ်ခုအတွက်ငူပြဖို့လဲဝင်မလေးသလိုကြီးပြဖို့လဲကြောက်ရွံ့သူတွေပါဟန်ဆောင်ကောင်းသူတွေဖြစ်တဲ့အတွက်လူရာရဖို့ဘာမှမစိုးလို့ပြရသေးသူတွေပါဒီလူတွေကလူမှုလောကမှာအပေခံစွန့်ပစ်ခံမုန်းငန်တွေဆိုပေမဲ့သူတို့ရဲ့အမှုကျင့်တဲ့ဇာရိတ်တော်ကိုအတုံးချတဲ့အကျိုးများစွာရယူနိုင်ပါတယ် ုံကြီးချဲ့အထဆွဲရင်လည်းမဖြစ်မနေပေါင်းစည်းဆက်ဆံရမယ်ဆိုရင်သူတို့ကိုအနိုင်ယူမဲ့နိလန်တစ်ခုပဲရှိပါတယ်။သူတို့ကိုကိုထက်တာတဲ့နေရာပေးပြီးအတိမတ်ပြုမှုအလေးထားမှုယူဆိုင်မှုရှိကြောင်းပြသလိုက်ပါ။သူတို့ရဲ့လမ်းကျုပ် drama တွေကိုတော့အပမခံပါနဲ့။ဘလောက်ပဲစီးခောက်ဆိုးရွားနေပါစေသူတို့အဖြစ်ကိုကို့အဖြစ်ဖြစ်ပြောင်းမခံပါနဲ့။ပုံကြီးချဲ့အတဆွဲတွေကလူတွေရဲ့တနာစိတ်စာနာစိတ်ကိုအုံချတတ်သူတွေပါအင်မတန်မူရမာရများသူတွေဖြစ်တဲ့အတွက် သူတို့ရဲ့လှည့်ကွက်အောင်မရအောင်စင်ကြင်နေထိုင်ပါ သူတို့ရဲ့မာယာကိုကိုပရိရဲ့အဖြစ်ကြောင်းလဲအသုံးချပြီးကို့အဖြစ်ကို သူတို့အမှားဖြစ်အောင်လုံနိုင်ရပါမယ်ပုံကြီးချဲ့ကမူရများတဲ့အတ္တမာနဆွဲကိုမတော်ခါမှမယုံတာလူတက်ကြီးခေါင်းဆောင်မှန်မြသူတို့အသိဉာဏ်တွေကိုနောက်လိုက်အလုံးရဲ့အတွေးမြအပေါ်လုံမှုသွားလုတ်တက်ပါတယ်နောက်လိုက်မှရင်ခေါင်းဆောင်ရဲ့ယက်တီချက်ကိုအသွေးမတိတ်နိုင်တာလို့ပဲခေါင်းဆောင်ရဲ့အမှုချက် ွေးခေါ်အရင်သွေးကိုတူပတ်တက်ပါတယ်အတိကျူအတက်လုံးအတ္တဆွဲမှန်ရင်သူတို့ကိုသူတို့တော့ဘယ်တော့ခါမှနောက်လိုက်ဖြစ်မခံပါဘူးအတ္တမာနဆွဲမှန်ရင်နေရာကောင်းမှတ်မောပါတယ်ခွင့်လန်းဩဇာအာဏာအရှင်ဝါကိုတခုမဟုတ်တခုမရရအောင်ကြိုးစားရယူတတ်ပါတယ်အမားကင်းအောင်လုပ်တတ်ပြီးအကောင်းဆုံးရလက်ကိုမရမချင်းအတင်းကြိုးစားတတ်သူတွေပါသူတိသူတက်အချိုးမျိုးရှိပြီးအင်မတန်ကောင်းမှတ်တတ်သူတွေဖြစ်ပေမဲ့အလုပ်ကိုဒီဇိုင်းမမတ်ကြိုးစားတတ်သူတွေဖြစ်ပါတယ် ီမန့်ချက်ပန်းနိုင်မရောမရှင်းလက်မြောက်ရှုံးပေးလို့တဲ့စိတ်မျိုးလုံးဝမရှိပဲတလောကလုံးနဲ့တယောက်ပြန်သိရင်တော့ရှင်ပြန်ရဲသူတွေပါလူတက်ကြီးစိတ်နဲ့အတ္တဆွဲတွေကိုမဖြစ်မနေပေါင်းသင်းဆက်ဆံရမယ်ဆိုရင်သူတို့ရဲ့ယက်တီချက်ကိုဝေဖန်ပြီးသူတို့အမှားထောက်ပြနိုင်ရပါမယ်လူတက်ကြီးစိတ်နဲ့အတ္တဆွဲတွေဟာအမှားကင်းနိုင်တယ်နဲ့ကင်းအောင်ကြိုးစားသူတွေပါအာယုံဆူဆိုင်မှုအကောင်းပြီးလုပ်ပေါ်တံခိုးထားစိတ်ကြီးမားသူတွေဖြစ်ပါတယ်လူတက်ကြီးစိတ်နဲ့အတ္တမာနဆွဲတွေရဲ့မာနဟာ သူတို့ရဲ့အလုပ်ရလတ်ပေါ်အခြေပြုတိဆောက်ထားတာဖြစ်တဲ့အတွက်မာနကိုလုံးဝအထိမခံနိုင်သူဖြစ်ပါတယ်။ဒါကြောင့်သူတို့ရဲ့မာနနဲ့အလုပ်ရလတ်ကိုချီးကျူးဂုဏ်ပြုပြီးအတိအမှတ်ပြုခြင်းအပြင်သူတို့ရဲ့ယုံကြည်မှုကိုရယူပါသုံးနှစ်ဖက်ယုံကြည်မှုလမ်းကြောင်းကောင်းတစ်ခုပြီးဆောက်ထားနိုင်တဲ့လူတက်ကြီးအတ္တဆွဲတွေကိုလိုရာသုံးနိုင်ပါပြီ။တစ္ဆာကြီးသူတွေဖြစ်တဲ့အတွက်တစ္ဆာဖောက်ခံရမှုကိုတိမတက်ကြောက်ရွံ့ကြပါရယ်။ယုံကြည်မှုကိုမာနနဲ့အပေးယူလုပ်ပြီးရှင်သန်နေသူတွေဖြစ်တဲ့အတွက် တစ်ဖက်သားရဲ့ယိုသားမှုလေးပေးမှုအတိမတ်ပြုမှုဂယုဆိုင်မှုတွေကိုအင်မတန်မှတ်မောကြသူတွေပါဝေဖန်ခံရမှုအပြစ်တင်ခံရမှု အပြစ်ထောက်ခံရမှုစတဲ့အလွဲမှားတွေကိုပွင့်လင်းမြင်သာတဲ့စိတ်နဲ့လက်ခံနိုင်စွမ်းရှိသလောက်သူတို့ရဲ့မာနစွန်းစိတ်ကြောင့်တစ်ဖက်သားရဲ့အထင်သေးတဲ့ခံရမှုကိုအင်မတန်ယုံကြောက်ကြသူတွေပါ လူမဲ့ရဲ့အတတ်ရှိပါတယ်မာနရှိပါတယ်ဒါပေမဲ့အတိစိတ်တဲ့အစစ်အမှန်လိုက်ကိုရင်းစာစိတ်အနာကျင်နာစိတ် 6မှတ်တကြီးစိတ်90ရှိပြီသားလားပေါင်းတဲ့ဆက်ဆံရေးတရိษံဖြစ်တဲ့အတွက်တစ်ဖက်သားရဲ့စိတ်နေစိတ်ကအမှုအကျင့်ဗီဇကိုတည်အောင်လုပ်တက်ကြပါတယ်အဲ့နောက်ပေါင်းတဲ့ဆက်ဆံရေးကိုအသုံးချပြီးကိုကျိုးဖြစ်တော်အောင်အမျက်ထုတ်တက်ကြပါတယ်ဒါဟာလူပိသားစွာပြုမှုခြင်းပဲဖြစ်ပါတယ်တစ်ဖက်သားရဲ့အမှုအကျင့်ကိုကြည့်ပြီးကိုအတွက်အကျိုးဖြစ်ချင်စေနိုင်မဲ့အခွင့်အလမ်းရှာတက်ခြင်းကလူအလုပ်ကိုလူပိသားစွာလုပ်နေခြင်းပါစိတ်နေစိတ်ထားအကျင့်စာရိတ္တအမှုအကျင့်တွေမျိုးမျိုးရှိနိုင်ပါတယ် ဒါပေမဲ့တစ်ဖက်သားရဲ့ခံစားချက်ကိုမြင်အောင်ကြည့်တဲ့ထက်တူခံစားနိုင်ပြီးလူရကိုဖန်တီးနိုင်ပါလိမ့်မယ်။နာကျင်နေတဲ့သူကိုဘယ်လိုခံစားနေရသလဲလို့မေးမနေတော့ပါဘူး။သူ့ဝေဒနာကိုကြည့်ပြီးကိုယ်တိုင်နာကျင်နေတတ်ပါပဲ။ God whisper